င်္ဂလာပါရှင်2025ခုနှစ်မတ်လ17ရက်လွတ်လပ်တဲ့အာရှအသံ RFA ရဲ့အင်္ဂါနေ့မနက်ခင်းအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစပီးထုတ်လွှင့်နေပါပြီဒီမှာဇူလိုင်မျိုးပါရှင် NUG ထုတ်ပေးတဲ့ဘွဲလက်မှတ်ကို notary ပြန်ရမှာပါဝင်သူ9ဦးကိုစစ်ကောင်စီကဖမ်းဆီးလိုက်ပါတယ်။တရုတ်အထူးကိုယ်စားလှယ်နဲ့စစ်ကောင်စီနိုင်ငံသားရေးဝင်ကြီးမနေ့ကတွေ့ဆုံခဲ့ကြပါတယ် ထိုင်းပင်လယ်ကွေ့မှာနစ်မြုပ်ခဲ့တဲ့ငါးဖမ်းလေပေါ်ကမြန်မာရေလုံသားတွေအပါအဝင်5ဦးကိုထိုင်းရေတပ်ကကယ်တင်ခဲ့ပါတယ်။ဒီအကြောင်းတွေနဲ့အတူနောက်ဆုံးရသတင်းတွေနဲ့ကရင်နီစစ်ဘေးဒုက္ခသည်စခန်းတွေမှာတောက်သုံးရေရှားပါနေတဲ့အကြောင်းသတင်းဆောင်ပါကိုထုတ်လွှင့်သွားမှာပါ။အခုအရင်ဆုံးသတင်းတွေကိုတင်ပြပါမယ်ရှင်။ နိုင်ငံရဲ့အာဆီယံရေးရာအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျွန်းဟာစစ်ကောင်စီနိုင်ငံသားရေးဝန်ကြီးဦးတန်းဆွေကိုနေပြည်တော်နိုင်ငံသားရေးဝန်ကြီးဌာနမှမတ်လ10ရက်နေ့ကလာရောက်တွေ့ဆုံခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ပါတယ်။ဒီတွေ့ဆုံပွဲမှာမြန်မာတရုတ်နယ်စပ်ဒေသတစ်လျှောက်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုပိုပြီးမြင့်တင်နိုင်ဖို့အတွက်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးအပါအဝင်ပြည်တွင်းငြိမ်းချမ်းရေးအမျိုးသားပြည်လဲတင့်မြက်ရေးလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့အခြေအနေတွေကိုဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီကပြောပါတယ်။ ။ဒါအပြင်နေဆက်ဒေသမှာရှိနေတဲ့ online လောင်းကစားနဲ့လိမ်လည်မှုကွန်ရက်တွေကိုပူပေါင်းတိုက်ဖြတ်ရေးကိစ္စတွေကိုလည်းဆွေးနွေးခဲ့တယ်လို့ဆိုပါရယ်။မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကတော့စစ်ကောင်စီနိုင်ငံသားရေးဝင်ကြီးနဲ့တွေ့ဆုံခဲ့တဲ့အခြေအနေကိုထုတ်ပြန်တာမရှိသေးပါဘူး။အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကထုတ်ပေးတဲ့ဘွဲလက်မှတ်ကိုမြန်မာဘာသာကနေအင်္ဂလိပ်ဘာသာကို notary ပြန်ရမှာပါဝင်ခဲ့သူ9ဦးကိုဖမ်းဆီးအရေးယူထားကြောင်းစစ်ကောင်စီက match လ10ရက်နေ့မှာထုတ်ပြန်ပါတယ် ။ NUG ကထုတ်ပေးထားတဲ့ဘွဲလက်မှတ်ကို Notary ပြန်ရမှာပါဝင်ပတ်သက်ခဲ့တဲ့ရှင်းနေတူးနဲ့ဝန်ဆောင်မှုပေးသူ၃ဦးကိုဖမ်းဆီးခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားတာပါ။အလားတူပဲ NUG ထုတ်ပေးတဲ့လက်မှတ်ကို notary ပြန်ဆိုထားတဲ့စာရွက်မှာလက်မှတ်ထိုးပေးခဲ့တဲ့စစ်ကောင်စီနိုင်ငံသားရေးဝန်ကြီးဌာန notary ဌာနစိတ်ရန်ကုန်ကဒုတိယညွှန်ကြားရေးမှူးနဲ့လက်မှတ်ထိုးရမှာပါဝင်ပတ်သက်ခဲ့တဲ့ရုံးအုပ်နှစ်ဦးကိုလည်းဖမ်းဆီးထားတယ်လို့ဆိုပါရစေ။ အန်ယူဂျီထုတ်ပေးတဲ့လက်မှတ်ကို Notary ပြန်ဆိုရမှာပါဝင်ပတ်သက်ခဲ့သူတွေကို ထိထိရောက်ရောက်အေးအေးယူသွားမယ်လို့လည်းစစ်ကောင်စီကပြောထားပါတယ်ရှင်။ time ပင်လယ်ခွေမှာတင်ပေါ်တစင်းနဲ့တိုက်မိပြီးတော့နစ်မြုပ်သွားတဲ့ငါးဖမ်းလှေပေါ်ကမြန်မာရေလုံသားတွေအပါအဝင်ရေလုံသား၉ဦးကို ထိုင်းရေတပ်ကကယ်တင်ခဲ့ကြောင်းဘန်ကောက်အခြေစိုက် The Tiger သတင်းမှာဖော်ပြပါဗျ။နစ်မြုပ်သွားတဲ့ငါးဖမ်းလှေဟာမတ်လ၈ရက်နေ့ကကမ်ဘောဒီးယားနိုင်ငံကိုဦးတည်ထွက်ခွာလာတာလို့ဆိုပါရစေ။ အဲ့နောက်မှာထိုင်းတောင်ပိုင်းစွန်ကလနခွန်စီသမရက်ကန်ယူရန်ကနေရေမိုင်80နီးပါးအရောက်မတ်လ9ရက်နေ့မနက်2နာရီဝန်းကျင်မှာမတော်တဆဝင်တိုက်ခံခဲ့ရတာပါနင်းမြုပ်နေတဲ့ဆက်လေကိုထိုင်းရေတပ်နဲ့ဒေသဆိုင်ရာအာဏာပိုင်တွေပူးပေါင်းရှာဖွေခဲ့ကြပြီးမနက်10နာရီဝန်းကျင်မှာကယ်တင်နိုင်ခဲ့ကြောင်းသတင်းမှဖော်ပြပါတယ်လက်ရှိမှာတော့ရေလုတ်သား9ဦးကိုရဟတ်ရင်နဲ့ခေါ်ဆောင်ခဲ့ပြီးစွန်ကလခရိုင်တဲကရေတပ်ကိုပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ် အဲ့ဒီဆက်လေးပေါ်မှာထိုင်းကမ္ဘောဒီးယားနဲ့မြန်မာရေလုံသားစုစုပေါင်း5ဦးလိုက်ပါလာကြတာဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံတဲကိုဝင်ရောက်ဖို့အတွက်နိုင်ငံသားတွေကမီဇိုရန်ပြည်နယ်ကိုဂျားကန်လမ်းကြောင်းအဖြစ်အသုံးပြုနေကြကြောင်းမီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်လာဒူဟိုမာကပြောလိုက်ပါတယ်။မီဇိုရန်လွှတ်တော်အစည်းအဝေးအမေးဖြေကန်တာမှာဝန်ကြီးကပြောခဲ့တာဖြစ်ကြောင်းဒေသအခြေစိုက် North East Life သတင်းမှာမတ်လ10ရက်နေ့ကဖော်ပြပါဗျာ။ 2024ခုနှစ်ဇွန်လကနေဒီဇင်ဘာလအထိ6လအတွင်းမှာမီဇိုရန်ပြည်နယ်တဲကိုနိုင်ငံသားသား2000ကျော်ဝင်ရောက်လာခဲ့ကြောင်းဝန်ကြီးချုပ်ကပြောပါရယ်နိုင်ငံသားသားဝင်ရောက်မှု များပြားခဲ့ပေမဲ့မီဇိုရန်ပြည်နယ်တဲကိုလာရောက်တဲ့နိုင်ငံသားသားခီးသွားဥယေနေပါခဲ့တယ်လို့လည်းထောက်ပြပါရယ်အိန္ဒိယမြန်မာနယ်စပ်လွတ်လပ်စွာသွာလာခွင့်ဟာနှစ်နိုင်ငံကဒေသခံတွေအတွက်အကျိုးရှိတာမှန်ပေမဲ့တစ်ဖက်မှာလည်းလက်နက်နဲ့မွေးရည်စေဝါမှောင်ခိုကူးတာတွေမြင့်တက်လာနိုင်တယ်လို့သတိပေးပါရယ် ဒီအခြေအနေတွေဟာနိုင်ငံလုံးချုပ်ရေးအတွက်စိုးရိမ်စရာ ဖြစ်လာနိုင်တယ်လို့ဝန်ကြီးချုပ်ကပြောဆိုခဲ့ကြောင်းသတင်းမှဖော်ပြပါဗျ။သတင်းတွေကိုတင်ပြခဲ့တာပါရှင်။အခုဆက်ပြီးတော့သတင်းဆောင်ပါတွေကိုထုတ်လွှင့်ပါမယ်။2025နှစ်ကုန်ပိုင်းကနေ2026 January လအတွင်းမှာရွေးကောက်ပွဲကျင်းပသွားမှာဖြစ်ကြောင်းရုရှားကနေပြန်လာတဲ့စစ်ကောင်စီခေါင်းဆောင်ကပြောဆိုပါရတယ်။ လက်ရှိအခြေအနေတွေအရဒီရွေးကောက်ပွဲကိုတနိုင်ရလုံးအတိုင်းအတာနဲ့ကျင်းပနိုင်ဖို့ခက်ခဲတဲ့အပြင်နိုင်ငံတကာကအသိအမှတ်ပြုတဲ့ရွေးကောက်ပွဲဖြစ်လာမှာမဟုတ်ကြောင်းလဲလိလာသူတွေကသုံးသပ်ကြပါဗျ။မက်ရှင်မျိုးသူတင်ပြပါလိမ့်မယ်ရှင်။ရုရှားနဲ့ဘီလာရုစ်ခီးစဉ်ကနေပြန်လာတဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်က ဒီနှစ်အကုန်နောက်နှစ်ဆက်မှာပါတီဆောင်ဒီမိုကရေစီရွေးကောက်ပွဲကျင်းပမယ်လို့မတ်လ9ရက်နေ့ကလင်းပေါ်မှာပြည်ရင်းအခြေဆိုင်မီဒီယာတွေကိုပြောလိုက်ပါတယ်။ဒါကြောင့်အားလုံးပူးပေါင်းဆောင်ရွက်ဖို့ကိုလည်းသူကတိုက်တွန်းလိုက်ပါတယ်။ပါတီမှတ်ပုံပြတ်မတင်တဲ့ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအထွေထွေအတွင်းရေးမှူးဦးဆိုင်လိုက်ကတော့စစ်ကောင်စီအနေနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ရွေးကောက်ပွဲကျင်းပနိုင်ဖို့မတိကြဘူးလို့သုံးသပ်ပါတယ်။ ရွေးကောက်ပွဲကဖြစ်မယ်မဖြစ်ဘူးဆိုတော့မသိကြကြသေးဘူးပေါ့နော်တကယ်လို့လှုပ်ဖြစ်တယ်ဆိုရင်တော့မှရန်ကုန်နေပြီးတော့မန္တလေးပေါ့ဒီ၃နေရာလောက်ပဲလှုပ်လို့ရအလုံးစုံတလောက်ပဲလှုပ်လို့ရမယ်အဲ့ခါကျရင်ရွေးကောက်ပွဲမလှုပ်ဖြစ်တဲ့ဒေတာတွေနဲ့ရွေးကောက်ပွဲလှုပ်ပြီးသားဒေတာတွေကြားထဲမှာဥယောရီတွေချက်ကြအများကြီးရှိတယ်ပေါ့နော်သူအနေနဲ့နိုင်ငံတစ်ခုလုံးကိုလွှမ်းခြုံပြီးလောက်တာမဟုတ်ဘူးလူတို့ရဲ့စံတရားလောက်တာမဟုတ်ဘူးဆိုတဲ့ခါကျတော့ ဘယ်နှစ်ဖက်ကြားထဲမှာပို့ပြီးတော့မှပฏิပက္ခဖြစ်စီတာမျိုးပဲပေါ်ပေါက်လိုက်မယ်လို့ကျွန်တော်ယူဆပါတယ်စစ်ကောင်စီဟာရွေးကောက်ပွဲလုပ်မယ်လို့2022ခုနှစ်ဩဂုတ်လကတည်းကအကြိမ်ကြိမ်ပြောခဲ့ပေမဲ့လက်တွေ့မှာအကောင်အထည်မဖော်နိုင်ခဲ့ဘူးလို့ဦးဆိုင်လိပ်ကပြောပါရယ်စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုပြည်သူတွေယုံကြည်မှာမဟုတ်ဘူးလို့နိုင်ငံရေးလေလာသူဦးတန်းစိုးနိုင်ကသုံးသပ်ပါရယ်ပြည်သူလူထုတွေကတော့ဆန္ဒမဲပြီးပွဲပေါ်အောင်မယ်လို့မယုံကြည်ကြပါဘူး 不要这么干嘛！现在那个忙点的睡觉了嘛？啊 <noise>，我平常你不觉着有啥没晓得吗？哎喽，平常你有没啥被阿贝尼亚、迪欧内、拉夏，那都那来？哎喽，哎喽，你如果过金巴没事喽，就拿点氧气吧，喏。所以点金巴嘞啊，光太疲劳些，讲不清你就是有啥过来吃。 ဗိုလ်ချုပ်မှုကြီးမယောင်လိုင်ဟာရွေးကောက်ပွဲကျင်းပနိုင်မဲ့အချိန်ကိုတွက်ချက်ပြီးပြောတာဖြစ်နိုင်တယ်လို့ကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူဦးလာသိန်းက RFA ကိုပြောပါရတယ်။အဲတော့အန်ဂယ်ရိုပါတီအနေနဲ့ဆိုရင်လည်းပြည်စင်ကြီးပူရတာပေါ့နော်။တခြားနိုင်ငံရေးပါတီလည်းပြည်စင်ကြီးပူရတာပေါ့။အဲ့ဒီချင်းအဲ့ဒီကြားထဲမှာမှကော်မရှင်ကလည်းသူထုတ်ပြန်သိတဲ့ဥပဒေတွေနည်းဥပဒေတွေထပ်တိုးဖို့လိုတဲ့ဟာတွေရှင်းရှင်းမှာပေါ့။အဲ့ဒါတွေအတွက်အကုန်လုံးတွက်ချက်ပြီးတော့မှဒါဗိုလ်ချုပ်မှုကြီးကပြောတယ်လို့ပဲအန်ဂယ်ရိုကလူကြီးဆက်ပါတယ်။ စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်လိမ့်မယ်လို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ CWC ဗဟိုအလုပ်ကော်မတီဝင်ဦးထွန်းမြင့်က RFA ကိုပြောပါရတယ်။အခုမှဒါဟိုကျွန်တော်တို့ NLD မမပြောနဲ့တဲပြီးတရားမျှတမှုကိုဒူလာတဲ့ဒီဒီတူတယောက်ကမှလက်ခံမှာမဟုတ်ပါဘူး။ပါတီကိုကိုစားပြုပြီးဒီဒီတူတယောက်မှဒီရွေးကောက်ပွဲကိုဝင်ရောက်ရှင်နေဖို့မရှိပါဘူး။ရှင်းပြတော့ဒီရွေးကောက်ပွဲ ဆိုတော့အတူရောရေကောက်ပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဟိုပြည်ပြည်အားလုံးသိရှိထားကြည့်ကြစစ်ကောင်စီဟာရွေးကောက်ပွဲကျင်းပနိုင်ဖို့ကြိုးပမ်းနေပေမဲ့လက်ရှိမှာတော့နိုင်ငံရဲ့နေမြေတဝက်ကျော်ကိုလက်လွတ်ဆုံးရှုံးထားရသလိုခုခံတော်လှန်မှုတွေလည်းဆက်ပြီးတော့ရင်ဆိုင်နေရပါတယ်။တပြိုင်နက်တည်းမှာပဲ2021ခုနှစ်အာနာသိန်းကလေးကအရေးပေါ်ကာလသက်တမ်းတိုးနေတာဟာခုနှစ်ကြိမ်ရှိပြီဖြစ်ပါတယ်ရှင်။ RFA ကဆက်လက်ထုတ်လွှင့်နေပါတယ်ရှင်။ ကရားပြည်နယ်ဒီမွန်ဆိုနဲ့ဖရူဆိုမြို့နယ်တဲကစစ်ဘေးဒုက္ခသည်စခန်းတွေမှာရေရှားပါမှုနဲ့ကြုံနေရပြီးတော့တောက်သုံးရေခက်ခဲနေတယ်လို့ဒုက္ခသည်အရေးကူညီပေးနေသူတွေကပြောပါရယ်မဆမော့အောင်တင်ပြပါလိမ့်မယ်ရှင်ကရားပြည်နယ်ဒီမွန်ဆိုနဲ့ဖရူဆိုမှာရှိတဲ့စစ်ဘေးဒုက္ခသည်စခန်းအများစုမှာရေရှားပါနေပြီးတောက်သုံးရေခက်ခဲနေတာကြောင့်အကူအညီလိုအပ်နေတယ်လို့ဒေသခံလူမှုကူညီအဖွဲ့တွေက ပြောပါရယ်ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းကတောက်သုံးရေကန်တွေမှာရေခန်းချောက်လာပြီး ရေခက်ခဲလာတာကြောင့်လူမှုကူညီအဖွဲ့တွေကကူညီပေးနေရတယ်လို့ဒုက္ခသည်အေးကူညီပေးနေတဲ့ကင်နီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့ KHAI ရဲ့တာဝန်ရှိသူတို့ဖြစ်တဲ့ကိုခူးရယ်ကပြောပါတယ်60ရခိုင်နှုတ်ကြေလောက်ကိုရေရှားပါတဲ့ပြဿနာကြီးကြုံနေရတယ်ပေါ့နော်။ရှောင်းတဲ့နေရာတွေခက်မမြတ်ကလည်းရေရင်းမြင့်မရှိတဲ့နေရာဖြစ်တယ်ပေါ့နော်။ရေသွားခတ်ဖို့ဆိုရင်အဲကားတွေအဲအဲ့လိုမျိုးတွေထော်လာကြည့်နေတာတဲရတယ်ပေါ့နော်။ ရှိတဲ့ရေအေးမြင့်တာလည်းဒါအနေတော့မလုံမလောက်ဖြစ်တဲ့အလဲကျနဲ့ရေခတ်တဲ့အပိုင်းကြီးလည်းရှိတယ်ပေါ့နော်အခက်အခဲတော့တော်တော်ကြုံတယ်ပေါ့နော်စပေးဒုက္ခတဲ့စခန်းနစ်ကိုတွားရကူညီရမှာလဲလန်ခီလုံချုံစိတ်မချရတာကြောင့်အခက်ခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့မိုးရာသီကတိုးလောင်ထားခဲ့တဲ့တောက်သုံးရေတွေနဲ့ပါလာပြီးတချို့စခန်းတွေမှာတောက်သုံးရေပြတ်တောက်တဲ့အထိဖြစ်နေတာပါစပေးဒုက္ခတဲ့အများစုရှိရာနေရာတွေမှာရေရင်းမြေရှာပါပြီးတောက်သုံးရေခက်ခဲနေတာကြောင့် ဒေသခံတွေနဲ့စပေးဒုက္ခသည်တွေဟာအကန့်အသတ်နဲ့သာရေကိုခတ်ယူသုံးဆွဲနေရတယ်လို့ပရူဆိုမြို့နယ်ဒေသခံတဦးကပြောပါတယ်ရမတဲ့ဘတ်ကီဟာနဲ့ရှိပရော့ဆိုရင်းနဲ့လာပဲအခုကရင်းနေနေရှိသေးတယ်ဒီလာပိုင်းဆိုရင်အကုန်ခန်းသွားမှာအဲ့ချိန်ကျရင်ခွက်လီးနဲ့ပဲခက်ရတော့မှာညချိန်နဲ့သွားခက်ရမယ်မနက်သွားခက်ရင်သူများကလည်းမပြီးတော့ဘူးပေါ့ညရသည့်ချိန်မှာရေရှားပမှုကိုနှစ်ဆင်ကြုံတွေ့နေကြဖြစ်ပေမဲ့ ဆီယနာတိမ်ပြီးနောက်ပိုင်းစခန်းအများစုရွှေ့ပြောင်းနေထိုင်ရာအများစုမှာတောက်သုံးရေကန်တူးဖော်ဖို့ခက်ခဲနေတယ်လို့ဆိုပါရယ်။ဒါအပြင်စစ်ပေးဒုက္ခတဲ့စခန်းတွေကိုမကြာခဏပြောင်းရွှေ့နေထိုင်ရတာကြောင့်ခက်ခဲနေကြတာပါ။ကြားပြည်နယ်ကစစ်ပေးဒုက္ခတဲ့စခန်းအများစုမှာရေရှားပမှုပြဿနာနောက်ဆက်တွဲကြောင့်အိမ်မွေးတိရစ္ဆာန်တည်ဆုံးမှုလည်းများလာတယ်လို့စပေးဒုက္ခတွေကပြောပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလတွင်တိရစ္ဆာန်တည်ဆုံးမှု၁၀ခန်းတည်းရှိခဲ့တယ်လို့ဆိုပါတယ်။ ရေရှားပမှုကြောင့်တိရစ္ဆာန်တည်ဆုံးမှုနှစ်စဉ်ကြုံတွေ့နေရတဲ့ခြေအနေကတစ်နှစ်တစ်နှစ်ပိုများပြားလာတယ်လို့ပရူဆိုမြို့ဒေသခံတွေကပြောပါတယ်အခုနွေရာသီတွင်တောက်သုံးရေအတွက်တိုးလောင်ထားတဲ့ရေကန်တွေမှာလည်းရေခန်းနေပြီဖြစ်တယ်လို့ရေရင်းမြစ်ရှားပတာအပြင် ရေတဲယူရမှာလည်းလမ်းခီးခက်ခဲမှုနဲ့အတူကုန်ကျစရိတ်ကြီးမြင့်တာတွေကြောင့်ပုံမခက်ခဲတဲ့စိန်ခေါ်မှုတွေရှိလာနိုင်တယ်လို့ဒုက္ခတဲ့အရေးကူညီပေးနေသူတွေကသုံးသပ်ကြပါတယ် ။ကြရားပြည်နယ်တွင်စပေးဒုက္ခသည်စခန်း328ခုရှိပြီးစပေးဒုက္ခသည်9000ခွဲနီးပါးရှိတယ်လို့ KHAI ရဲ့2024ခုနှစ်နိုဝင်ဘာလကထုတ်ပြန်ချက်အရသိရပါတယ်ရှင်။ RFA ကဆက်လက်ထုတ်လွှင့်နေပါတယ်ရှင်။အခုဆက်ပြီးကရင်နီတိုင်းရင်းသားဘာသာအစီအစဉ်ကိုထုတ်လွှင့်ပါမယ်ရှင်။တရားပဲစီ ယမချင်းကြီးကဆရာစီဘီပကရလီတမြချင်းကိုဆီလီပရိုဂူရေကရလီကေခလေတေရှေတာနေတမတတတေတေရှေတာယင်းမအော်တကလေဟနီချပါခရနီချကလောက်ချိုယကောင်စီ IEC တေဆိုင်ဘလူနာတေဘိုနီစီမြယေမဘိုမဘိုတေဒခုခုတူရဟနီဒကရော့ဒီတိုင်ဖုန်တေဆပ်ပလူတန်နီတေဟင်းမဖရဟဲလက်တတေတမေတနီယညေတတိဖက်တေဒူကလောက်ကလောရင်းမအရှိုနီပက်ဒီပါတတိဖက်တေဒူကလောက်ကလောရင်းမ ᱛᱮᱢᱮ ᱵᱤᱦᱟᱱᱤ ᱯᱩᱛᱮ ᱛᱮᱭᱥᱮ ᱛᱟᱱᱤ ᱯᱩᱛᱤᱱ ᱢᱟ ᱢᱮ ᱵᱤᱦᱟᱱᱤ ᱯᱟ ᱦᱤᱱᱤᱯᱩᱱ ᱯᱩᱱᱟ ᱛᱮᱭᱥᱮ ᱛᱟᱱᱤ ᱤᱱᱢᱟ ᱠᱨᱤᱢᱤᱱᱤᱭᱟ ᱧᱮᱢᱵᱟ ᱛᱮᱭᱥᱮ ᱛᱟᱱᱤ ᱯᱩᱛᱮ ᱛᱮᱭᱥᱮ ᱛᱟᱱᱤ ᱯᱩᱛᱤᱱ ᱢᱟ 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 ᱛᱮᱭᱥᱮ ku ᱯᱩᱛᱤᱱ ᱢᱟ ᱛᱮᱭᱥᱮ ᱛᱟᱱᱤ ᱯᱩᱛᱤᱱ ᱢᱟ ᱛᱮᱭᱥᱮ ᱛᱟᱱᱤ ᱯᱩᱛᱤᱱ ᱢᱟ ᱛᱮᱭᱥᱮ ᱛᱟᱱᱤ ᱯᱩᱛᱤᱱ ᱢᱟ te ti phe te

ရလီကေမဆက်ဗီကို KPPA မော်နီပညာစင်တာရဲ့ Deplotulu IT ကွန်ပျူတာရဲ့နမဒေတာနီဒ်ကရနီနေငါရဲ့အခြေတာတဲ့အယောင် KPPA ဟင်းဒီပုနော

စနိပိုဒူစင်းရင်တပုန်ရှေကေတေဟိုချပုန်ခုခေတတိဖယေကရနိဘနီခွာယာတိတဟေအပလမူတိတဟေနတူရကလကတနိဒေတတိတနိဒကေကူ KPPA တေရကူတပင်းဒီပုန် KPPA အပလယင်မာတနာကုနမာတတိတနိတတိဖတတိဖယူကလကနမာအဒူဟာအတဒဟာဒအတငယာပုန်တတတဖူပလအဒူဟာညီဇဲလစင်းရင်တပုန် KPP မနိပညာစတယေတတိတတိဒေ ပနာတတိတေချောပနာတတိတေယညေကရေတဒုထာဒုချာညေတမေပယနိပိုဒုတတရိနမအောပဖုနမေဂန်ကတရိကျစီဒေနာပိယေနဟောရောပိဖေဒပေါ်မြစနိတာကပေကျာလီတရိကျစီဒေလောပိဟိဘွေတရိနီလာစီ RFA ရဲ့အင်္ဂါနေ့မနက်ခင်းအစီအစဉ်တွေကိုဒီမှာပဲရန်နာပါရစေမြမပြည်သူပြည်သားတွေအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင် You.